အပိုင်မဟုတ်ပါဘူးကျင်းမှာနော်ကျွန်တော်အများကြီးပြောတယ်အပိုင်မရှိပါဘူးကျင်းမှာတွေးတာအဲဆက်လာနော်ပလန်နာနှစ်ပိတ်မှာပေါ့နော်နှစ်ပိတ်24ချိန်မှာတုံရထေစီ6နောက်ပိတ်လို့ဒီလိုပိတ်ပေးတာတုံးချက်ရှိတယ်တက်ရဲ့ပေါ့နော်တုံရသူရှင်းနေမှာတုံရထေစီနှစ်ပိတ်ကျန်းမ်းမှာနောက်နေ့နှစ်ပိတ်ကျန်းမ်းမှာအပိတ်ဒီ6လို့ရိုက်တာတုံရထိတ်6ပိတ်ဆက်ဖြစ်တာတုံးချက်ရှိဒီမှာတကက်ဖြစ်ထားတဲ့ဒုတိယတကက်ဒီဒီနေရာမှာတုံရထိတ်6ပိတ်ဆိုပြီးတော့ ဒုတိယကလပြီးဖြစ်ပြီးတာရှိတယ်။အဲ့လိုပဲတတိယကကဒီနေရာမှာလာပြီးတော့ပုံရထိတ်ဖတ်အပိတ်ဆိုလာပြီးတော့ဖြစ်ပြီးတာရှိတယ်ပေါ့နော်။ပုံကက်ရှိတယ်။ပုံရထိတ်၆ပဲလို့ရိုက်ပြီးတော့သူ့နဲ့နောက်ရဲ့နောက်နှစ်မှာဒုတိယအကြိမ်ပေါင်းမှာပုံဒီပရိ၆ဆိုပြီးအမှုခွာရိုက်တယ်။အဲ့လိုပဲဒီမှာပုံရထိတ်၆ပဲလို့ရိုက်ပြီးသူ့ရဲ့နောက်နှစ်မှာဒုတိယအကြိမ်မှာပုံဒီအမှုခွာနဲ့ပရိ၆ဆိုကျွန်တော်တို့တက်ရိုက်တယ်။ တတိယသုံးရထိပ်၆ပိတ်ရှိရဲ့သူ့ရဲ့နောက်နှစ်နှစ်ကြိမ်မြောက်မှာ ပုံသေးအမှုခွန်နဲ့ဘရိတ်ဖြောက်ဆုံးပြီးတော့ရိုက်ပေးထားတာရှိတယ်ကလင်နာကကျွန်တော်ပြမယ်လမ်းကြောင်းကဒီကလင်နာကရှင်းလို့အဟောင်းလေးနဲ့ပဲပြပြီးနော်အစ်စ်ကဝယ်ဖို့အခက်ခဲဖြစ်နေခုရဒီမှာတိတ်ကြီးမလွယ်ဘူးဖြစ်နေနော်အဲသုံးရထိပ်၆ပိတ်လို့ရိုက်တယ်နှစ်ပိတ်မှာရိုက်ပြီးသူ့ရဲ့နောက်နှစ်ဒုတိယအကြိမ်မှာပုံသေးဘရိတ်ဖြောက်တုံရတိတ်၆ပိတ်ကြောင့်သူ့ရဲ့နောက်နှစ်ဒုတိယအကြိမ်မှာပုံသေးဘရိတ်ဖြောက်အမှုခွန်နဲ့ဘရိတ်ဖြောက်ရိုက်ပြီးတော့ နှစ်ပိန်မှလာပြီးတော့ပုံသေးအပုခွန်နဲ့ပရိတ်သုံးစုပြီးလာတဲ့တကတ်နောက်တစ်ခါဒုတိယကတ်မှလည်းဒီတိုင်းပဲသုံးရထိပ်၆ပိန်လို့ရိုက်တယ်နောက်နေ့နှစ်ကြိမ်မြောက်မှာဒုတိယကြိမ်မှာအပုခွန်နဲ့ပရိတ်၆လို့ရိုက်တယ်ရိုက်ပြီးနှစ်ပိန်24ကြိမ်မှာပုံသေးပရိတ်သုံးအပုခွန်နဲ့ပဲရိုက်ပြီးတတိယကတ်ဖြစ်စင်တယ်ဒီတိုင်းပဲဖြစ်တယ်ပေါ့နော်ဒီတိုင်းပဲဖြစ်တယ်နှစ်ပိန်မှာပုံသေးအပုခွန်နဲ့ပရိတ်သုံးပရိတ်သုံးအပုခွန်နဲ့ရိုက်တာနှစ်ပိန်မှာဒီသုံးကတ်ထပ်ပဲရှိတယ် ဒီတော့ကြက်တယ်ပဲရှိတာဒီဖြစ်စဉ်တွေနဲ့ရိုက်ထားတယ်ပေါ့နော်အဲ့ဒီဖြစ်စဉ်တွေနဲ့ရိုက်ထားတော့သူ့ရဲ့ဂွန်းဆက်ကလာခဲ့တာပထမဆုံး3.6ဘိတ်ဆိုလို့ဂွန်းဆက်လာတယ်ပြီးရင်ဒုတိယနောက်မြန်မာ2ကျင်းပြောင်းမှာအပူခွန်နဲ့ပရိတ်6ရိုက်တယ်နှစ်ပိတ်မှာတစ်ခါပြန်ပြီးတော့အပူခွန်နဲ့ပရိတ်3ရိုက်အဲ့တော့ဒီမှာ3.6အခွာရဒီပရိတ်3ရပေါင်းရရလက်ကိုဖြစ်တဲ့ရလက်ပေါင်းချင်းရလက်ကိုဖြစ်တဲ့ကောင်ကြီးနှစ်ဦးမှာကိုတက်ဆီဆိုပြီးတော့ပြန်ပြီးတော့နောက်နေကိုတက်ရိုက်ပြီးတယ်တနည်းအားဖြင့်ဒီ6ရက်နဲ့ကကိုတက်နှစ်ဦးမှာတက်ရိုက်တယ် ဒီမှာလေ6ရက်နေ့ကကိုတိတ်ဆိုနေဦးမှာတဲ့ပြီတတိယကလည်းဒီတိုင်းပဲဒီပရိတ်6ရက်နေ့ကနေဦးမှာကိုတိတ်ဆိုပြီးတော့သူတဲ့ရေးထားပေါ့နော်အဲ့အဲ့လိုရိုက်ပြီးထားတော့ဒီညမှာသူကတနည်းချင်းကူကူလာကြတာပေါ့နော်ဟင်စစ်စင်ဒီစထောက်တာ၃ရက်ထိပ်ပြီးရနေစထောက်တယ်၃ရက်ထိပ်ပြီးရနေစထောက်ပြီးတော့နောက်ထပ်တစ်ခါကျွန်တော်တို့၃ရက်ထိပ်ပြီးတော့၃ရက်ထိပ်ပြီးတော့၆ပဲ၆ပဲပြီးတော့ရိတ်တော့ရိတ်တော့ပြီးတော့တခါနောက်နှစ်ခုကိုတိတ်ဆိုပြီးတော့ ဖြစ်စဉ်လူကူးပြီးရိုက်ပြပါပေါ့နော်အဲ့လိုရိုက်ပြီးနောက်နေ့ကတော့ဘာကိုကူးပြထားလဲဆိုဒီပရိတ်ခရဲ့နိုင်ငံဒီကိုကိုးထိတ်လို့ကူးပြီးတော့နောက်ထပ်မှာတစ်ခါပြန်ပြီးတော့ဒီပရိတ်သုံးရက်နိုင်ငံဒီကိုပရိတ်ငါးလို့ကူးပြီးတယ်တနည်းအားဖြင့်ပရိတ်နှစ်ခုပေါင်းချင်းရှစ်ဆိုရမတ်တကူလားဖြစ်တယ်ဒုတိယကမ္ဘာလေဒီတိုင်းပဲ၆ရက်နေ့ကဒီကိုထိတ်လို့ကူးပြီးတော့ဒီပရိတ်သုံးရက်နက်ကဒီ၃၅ပရိတ်ဆိုပြီးဘေးလိုက်ကူးပြီးတော့ပေါင်းပြင်းရလက်ရှစ်ဆိုတဲ့မှတ်တမ်းနဲ့လာပြီးတော့ထည့်ပြီးသွားပေါ့နော်အဲ့စနစ်အတိုင်းပဲပေါ့နော်တတိယကမ္ဘာလေ ဒီစနစ်တိုင်းအလုပ်လုပ်သွားပေါ့နော်ဘရိတ်ခါရဲ့နက်ကကိုးတိတ်လို့ရိုက်ပြီးဒီနေရာမှာရိုက်ထားတဲ့ဘရိတ်9ရဲ့နက်ကဒီနေရာမှာ9ရဲ့နက်က3ဘရိတ်ဆိုပြီးတော့ဘရိတ်2ခုပေါင်းရင်းရလိုက်8ဆိုတဲ့မှတ်တမ်းနဲ့နက်ကပြန်ပြီးတော့ဘရိတ်ကုပြီးသွားတယ်အဒီပရိတ်စလာတဲ့ရိုက်ချက်က9ချက်ဆင့်ပြီးတော့ကုလိုက်တာပေါ့နော်ပုံရိုက်တဲ့ဒီကန်နဲ့နောက်နေ့မှာ6နောက်ပရိတ်တဲ့နောက်နေ့မှာဘရိတ်3လို့ပုံသူရိုက်တယ်ပြီးရင်နောက်နေ့နေ့မှာကိုးထိတ်လို့ရိုက်တယ်အဲ့ဒီကိုးထိတ်ကရိုက်တဲ့ကောင်ကဒီနေရာမှာဘရိတ်ကုပေါင်းရင်း8ဆိုပြီးတော့တန်းပြီးတော့ဒီဆင့်ကိုကုလာပြီးတော့နော်အဲ့ဒီလို နက်ခတ်အဆင့်တော့ဒီလိုဘိန်းညကူပေါင်းချင်း၈လို့ရိုက်တဲ့အတန်ကြောင့်ကျွန်တော်တို့ဒီ၆ရဲ့နက်ခတ်ကို၆၉ဆိုတော့ကစားကွက်ကိုဖမ်းပြီးတော့ကစားတယ်ပေါ့နော်ဘယ်လိုကစားသလဲဒီဘိန်းညကူပေါင်းချင်း၈တဲ့အဲ့ဒီ၈အတန်နဲ့ဟာဒီကိုသိစီထွက်တဲ့နှစ်ချင်းမှာတဲ့ကိုသိစီထွက်တဲ့နှစ်ချင်းမှာတဲ့ခွန်နောက်ပိတ်လို့ရှာတဲ့အဲ့ခွန်နောက်ပိတ်ရဆုံးမှာဒီဘိန်းညကူပေါင်းချင်း၈လို့ပြန်ပြီးတော့ထက်ပြီးထမ်းတယ်တဲ့ကျစံတူကြိုက်ပြရ အဲ့ဒီနေရာမှာဒီ brake နှုတ်ပေါင်းကြီးရှေ့လို့ရတဲ့အချိန်မှာဒီမှာထောက်လာခဲ့တဲ့ brake ဒီခြောက်ငါလေးလိုထောက်မယ်ဒီမှာလာခဲ့တဲ့ brake ဒီနှစ်၃လေးဆိုတဲ့စီနီယာထောက်ချက်တွေနဲ့ပဲ brake နှုတ်ပေါင်းကြီးရှေ့ကိုဖြစ်ပြန်တာဒါပရမတ်ကဒီချိန်မှာဖြစ်တယ်ဒုတိယကက်ကကိုထိတ်ကြီးနှစ်ချက်နဲ့မှာဘယ်နေရာမှာလာဖြစ်တာလဲဆိုတော့ဒီနေရာမှာခေါင်းနောက်ပဲလို့ရိုက်ဒီနေရာမှာ brake ၅နဲ့၃နဲ့ရှေ့လို့ပြန်ပြီးတော့ရိုက်ပြီးဒုတိယကက်ကဒီနေရာမှာတစ်ချက်ဖြစ်တယ် အဲ့ဒီဖြစ်စဉ်မျိုးကတတိယကက်ပေါ့နော်ကိုသိသိဆွဲတဲ့နေ့မှာမနစ်ကဒီဒီစနစ်ကိုကြိုက်ခဲ့ကခွန်နောက်ပိတ်ဒီဒီချိန်နဲ့ပဲဖြစ်တာခွန်နောက်ပိတ်ရဲ့ဇောင်းမှာဘရိတ်နှစ်ခုပေါင်းခြင်းဖြစ်စဉ်ဒီမှာလာဖြစ်တာအဲ့တော့ပရမတ်ကက်မှာဒီနေရာမှာထောက်ခဲ့တဲ့ကောင်ဘရိတ်၆ဘရိတ်ငါဒီမှာဘရိတ်၄ဒီမှာထောက်တဲ့ကောင်ပရမတ်ကက်မှာဘရိတ်နှစ်နှစ်ပြီးတော့သုံးပြီးတော့ဒီမှာ၄ဆိုစီနီယာအတိအကျနဲ့ဘရိတ်နှစ်ခုပေါင်းခြင်းဖြစ်လို့လာဖြစ်ပြီအဲ့ဒီလို၈လို့ဖြစ်ပြီးပြီးရဲ့ကစားကွက်က ီဖြစ်စဉ်ဖြစ်ပြီးဒီရောက်မှာ6ပုံသေးရှိတယ်6သိသိပုံသေးရှိတယ်တဲ့အဲ့ဒီ6သိသိဒီလူသားမှာ6သိလို့အရင်တက်ရရမယ်တဲ့ရိုက်ပြီးရင်6ရနေကဒီရောက်မှာ9သိပိုင်းဆိုပြီးတော့ရိုက်ပြရမယ်တဲ့ပထမကဒီပြကလည်းဒီလိုက်မယ်ဒီနေရာမှာ6သိသိပုံသေးရှိတယ်6သိသိကြောင့်ဒီနေရာမှာ break 6လို့ရိုက်ပြရအဲ့လို break 6လို့ရိုက်ပြပြီး6သိ break 6လို့ရိုက်ပြပြီး6ရနေကသူ့အောင်မှာ9သိလို့ပိုင်းပြန်ပြီးတော့ရိုက်ပြရမယ်တဲ့နောက်ကကလည်းအောင်ခဲ့နောက်ကကအောင်ခဲ့ပြီးတော့ပုံကံကြောင့်မှဒီလိုက်မယ်ကျွန်တော်ပြီးခဲ့ကွယ်ဆက်ကစားတယ် ခွန်နောက်ဘိတ်ဘရိတ်မီကူပေါင်းရင်ရှစ်လို့ရိုက်ပြီးဒီမှာလဲ၆တေစီကပုံသေးရှိတယ်ပူသောမှာ၆ရက်၆တေစီကြောင့်ဒီမှာဘရိတ်၆ဆိုဝင်လာအကာမှမတွေ့ရဘရိတ်၆ထက်ပြီးသွားတယ်ဒီညာလဲဘရိတ်၆ဖန်ကစားခဲ့တယ်ကျွန်တော်တို့ကတလစ်တလစ်ဖန်ကစားရတာပေါ့နော်အဲ့ဒီ၆တေစီကနေဒီမှာဝင်လာခဲ့တယ်ဘရိတ်၆လို့ဝင်လာအဲ့လိုဝင်လာရတော့၆ရက်အောင်မှာပုံသေးဘရိတ်၉ဆိုတဲ့စနစ်ပြီးခဲ့တဲ့ဘက်မှာတက်ခဲ့ဆိုင်အကြိုက်ဖန်ကစားရတယ်ပေါ့နော်၆တေစီကိုဖန်ကစားတဲ့ပွဲကစားပွဲတစ်ခုနဲ့ဒီချိန်မှာလဲအဲ့လိုကစားခဲ့ဒီညမှာသူဒီကျွန်တော်တို့ ဆက်ရသဘောတော်ပေါ့နော်ဆက်ရသဘောတော်ပေါ့သူလောက်မဲ့အလုပ်တွေကိုတော့လုတ်ပြသွားပြီပေါ့နော်အဲ့တော့6လေး6ကျွန်တော်ဒီနေ့တည်းမှာဆိုတခါမှမထွက်ခရီးရဲ့ break 6ကိုချပေးရတဲ့ဒီဒီစနစ်ဒီတန်းကျွန်တော်တို့ကစားလို့ကောင်းတဲ့စနစ်တစ်ခုဖြစ်ဒါကျွန်တော်ရှိနေတာပေါ့နော်အဲ့တော့ဒီနေရာမှာလေး6 break ကိုရိုက်သွားတဲ့အချိန်မှာ7 question ကိုပြီးသွားတာပဲ7 question ကိုပြီးသွားတာဒီ break နှစ်ခုပေါင်းရင်8ကြောင့်ဒီနေရာမှာ6တိတ်ကြောင့်6ပြေးလို့ရတဲ့အချိန်မှာတိတ်စီ3လုံးကိုဒီလို8ဆိုတဲ့ method နဲ့ပြန်ပြီးပြီးတော့သူက စက်ဝဲစနစ်တန်းရဲ့6ပြည်ကိုအောင်ကြဒီနေရာမှာကိုထဲလို့ရိုက်ရိုက်တဲ့အချိန်ကမှလည်းသူကအတွဲကိုပြေးတယ်ကျွန်တော်လည်းကစားတော့ကြားတယ်ကိုတုံညာတွေဒီနေရာမှာ6ရိတ်ကဘရိတ်ချက်ကိုရိုက်ပြီးဒီဘရိတ်နှစ်ကိုပေါင်းချင်း8ကိုပဲဒီလိုတော့လုံးပေါင်းချင်း8ဆိုလည်းမက်သက်ထပ်ပြီးဘရိတ်ချက်ကိုစက်ဝဲစနစ်နဲ့ပြေးတယ်ကိုထိတ်စီလို့ပြေးတယ်ကိုတုံညာအတွဲပြီးတော့ကိုကိုအတွဲနဲ့ရိုက်ချက်ထပ်ပြီးသွားတယ် တလျက်ကအတိုင်းပဲပေါ့နော်၆ရက်ကဒီဘရိတ်၆ရက်ရတဲ့အချိန်မှာဒီထိတ်ဒီသုံးပေါင်းချင်းတွေရှစ်ဆိုရမယ်ဆိုရင်၆၆၆ဆိုရမယ်တိတ်စီသုံးကိုပုံသေးပြပြီးစကွက်စနစ်နဲ့အောင်ပြီးတယ်ပြပြတဲ့အချိန်မှာဒီ၉တိတ်စီကို၉ရှစ်အတွဲဆို၉တုံညာ၉တုံညာအတွဲ၉၉အတွဲ၉ရှစ်အတွဲဆိုပြီးတော့ထပ်တော့ထပ်ပြီးသွားပေါ့နော်ဒါကျွန်တော်တို့ဖမ်းချင်မှာတော့ဘရိတ်နဲ့ဖမ်းတဲ့အချိန်မှာ၉တိတ်၈၉၈တဆိုပြီးကဏ္ဍနှစ်ခွက်ကိုတော့ထည့်ကစားတယ်ပေါ့နော်ဒီအချိန်ဒီစီကြောကအခုကျွန်တော်ဆက်ပြီးပြောချင်တာကအဲ့လိုဖြစ်ပြီးတဲ့အောက်မှာတဲ့အဲ့တော့ပြောချင်တာက လုတ်သွားတဲ့လုတ်ကွက်ကြီးအဲ့လိုလုတ်သွားပြီးလုတ်သွားပြီးတဲ့အချိန်ခါမှာကျွန်တော်တို့ဖြောက်တိတ်ဖြောက်ပရိတ်လို့ရိုက်တယ်ဖြောက်ရက်နက်ကတ်ဒီကိုကိုးထိတ်လို့ရိုက်ရိုက်ပြီးတဲ့အချိန်မှာဆက်ပြီးတော့သူ့အောင်မှာကစားတဲ့ကစားတဲ့စနစ်ကဒီပရိတ်သုံးခုပေါင်းကျင်းဒီတစ်ဆိုတဲ့စနစ်ကိုပြန်ပြီးတော့ထည့်ကစားရင်ဒီမှာဆိုလို့ရှိရင်ဒီမှာပရိတ်နှစ်အဲ sorry ဒီမှာပရိတ်ဖြောက်ဒီမှာပရိတ်သုံးညဒီမှာပရိတ်ငါးဖြောက်သုံးညငါးဆိုတဲ့မက်တန်ပရိတ်သုံးခုပေါင်းကျင်းကိုတစ်ဆိုတဲ့မက်တန်ပြန်ပြီးတော့ထည့်ကစားနေတယ်သူ့ရဲ့အောက် ၃ကြိမ်မြောက်ဆိုစက်ကစားမဲ့မက်တမှာ break ချုပ်ကွက်နဲ့ကစားခြင်းတယ်ပေါ့နော် break ၃ခုပေါင်းခြင်းဒီ၆၃၅၁ဆိုတော့မက်တနဲ့ပဲချုပ်ကစားထားတယ်ဒုတိယကတ်မှာလည်းဒီတိုင်းပဲ break ၆ break 9 break 6 6 9 6ဆိုပြီးတော့ break ၃ခုပေါင်းခြင်းကို1ဆိုတော့မက်တနဲ့ချုပ်ပြီးတော့ကစားထားတယ်ဒါဆိုတတိယကတ်အဲ့တိုင်းမှာကျွန်တော်ကစားခြင်းတယ်ပေါ့နော် break ၆ဒီမှာ break 4ဒါဆိုဒီနေရာမှာကျွန်တော်ဘာထက်မှဘာ break ကိုထက်မှ break ၃ခုပေါင်းခြင်း1ဖြစ်မလဲဒီ break ထက်တဲ့စနစ်ကိုဦးစားပေးပြီးတော့ထည့်ကစားခြင်းတယ်ပေါ့နော်ဘယ်ပေါ်ပြမကောင်း ဒီနေရာမှာ break တော့ဒီနေရာမှာ break လေးရှိသွားပြီ break 3ခုပေါင်းခြင်းဒီတက်လို့ဖြစ်ရမှာဆိုဒီနေရာကိုကျွန်တော်တို့ break တက်လို့ထည့်ကစားမှာ6 4တက်ဆိုမှာ break 3ခုပေါင်းခြင်းဒီတက်ဖြစ်မှာမလို့ဒီနေရာကို break တက်ကနေထည့်ကစားခြင်းဒီနေရာကို break တက်ကနေထည့်ကစားတဲ့အချိန်ကမှာပေါ့နော်ဒီစနစ်ကဒီစနစ်ကမနစ်ကတွေကတိုင်းမြင်တစ်ခုကစားသွားတာရှိတယ်တိတ်စီလေနောက်ပိတ်3ခုပေါင်းခြင်းရက်လိုက်ကိုကစားသွားရှိတယ်မနစ်ကတော့တိတ်စီ3ခုပေါင်းခြင်းဒီခွန်းအလယ်တိုင်း3ခုပေါင်းခြင်းဒီခွန်းနောက်ပိတ်3ခုပေါင်းခြင်းဒီခွန်းဆိုတဲ့တူညီတဲ့စနစ်နဲ့ဒီချိန်ကစားပြထားတယ် အဲ့လိုပဲမနစ်ကတော့ဒီဒီစီကြောမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာချိန်စီသုံးလုံးပေါင်းချင်းဒီ6လေယံသုံးလုံးပေါင်းချင်းဒီ6နောက်ပြီးသုံးလုံးပေါင်းချင်းဒီ6ဆိုတဲ့စနစ်နဲ့တကယ်ကစားပြတာအဲမနစ်ကဒီနေရာမှာဆိုလို့ရှိရင်တိတ်စီသုံးလုံးပေါင်းချင်းဒီ3အလေယံသုံးလုံးပေါင်းချင်းဒီ3နောက်ပြီးသုံးလုံးပေါင်းချင်းဒီ3ဆိုတဲ့ချိန်စီလည်းနောက်ပိတ်ကိုပေါင်းချင်းစနစ်အနည်းနဲ့ကစားပြတာအဲ့ဒီစနစ်ရဲ့အခြေခံမူတိုင်းပဲပေါ့နော်ကျွန်တော်အခုဒီဘွဲမှာဒီပရိတ်3ခုပေါင်းချင်း6လို့တိတ်ကစားတဲ့အချိန်ခံမှာ ရှေ့နှစ်ကတ်မှာ debt ကြီးခဲ့တဲ့စနစ်တိုင်းပဲ break တိကဏ္ဍတစ်ခုကိုတဲ့တကွကြီးပြီးကစားကြမှာလဲစိတ်ဝင်စားလူကတထောင်မှတစ်ခွက်ပဲထိုးတာဖြစ်တဲ့ကြိုင်လိုက်ထုတ်ပေါ့နော်အဲဒီနေရာမှာဒီ break 6ရက်ဒီ break 3ရက်ဒီ break 9ရက်6 3 5ဆို break 3ပေါင်းချင်းတက်လို့ကြီးတဲ့အချိန်ခါမှာတကွက်ထဲကိုဘလို့ကြီးပြသွားလဲထိစီအထောင်3လုံးပေါင်းချင်းဒီ4တဲ့ခါအထောင်3လုံးပေါင်းချင်းဒီ3ညတဲ့နောက်ပိတ်အထောင်3လုံးပေါင်းချင်းဒီခွန်ဆိုတဲ့စနစ်4 3ညခွန်ဆိုတဲ့ debt ကြီးတဲ့စနစ်နဲ့ဒီနေရာထည့်ပြီးပြီးတော့ ပရိသတ်ကိုပေါင်းရင်1ဆိုတဲ့ရက်လက်ကိုထည့်တဲ့ချိန်မှာထိတ်စီအလယ်နောက်ပိတ်ကြီးတဲ့စနစ်မှာ၄၃ညကုန်ဆိုတဲ့တက်ကြီးတဲ့စနစ်နဲ့ဒီနေရာကစားပြပါတယ်။နောက်ကထည့်ပဲ။ပထမကတ်ပထမကတ်ပြီးတော့ဒုတိယကတ်ဒုတိယကတ်မှာလည်းဒီတိုင်းပဲကစားပြတယ်။ဘရိတ်ချောက်ဘရိတ်ကိုဘရိတ်ချောက်ပရိသတ်ကိုပေါင်းရင်1ကိုထိတ်စီ၃လုံးပေါင်းရင်ဒီ၄အလယ်တိုင်း၃လုံးပေါင်းရင်ဒီ၃ညနောက်ပိတ်၃လုံးပေါင်းရင်ဒီခွန်ဆိုတဲ့စနစ်နဲ့၄၃ညခွန်ဆိုတဲ့စနစ်နဲ့ပဲ ပိတ်စည်းအလယ်နောက်ဘက်ကိုကြီးပြီးတော့အကွက်ထဲကို၄ကိုတုံးဆိုပြီးကစားပြတာ။အဲ့ဒီစနစ်တိုင်းမှာထည့်ပြီးတော့ပေါ့နော်အခုတတိယမြောက်ဝဲစင်မှာလည်းပဲရှေ့မှာလုတ်ခဲ့တဲ့ဟာရင်းအကုန်လုံးကိုဒီတိုင်းမှာတိတိကျကျသူဒီအလုတ်လုတ်ထားရတဲ့ကျွန်တော်အဲ့တိုင်းမှာထည့်ကစားခြင်းပါလေပေါ့နော်။အဲ့ဒီနေရာမှာကျွန်တော်တို့ကထိတ်စည်းကို၄အလယ်တိုင်းကို၃ညနောက်ဘက်ကိုခွန်းဆိုတဲ့စနစ်နဲ့ထည့်ပြီးကစားခြင်း။အဲ့ထိတ်စည်းသုံးလုံးပေါင်းခြင်း၄လို့ထည့်မယ်ဆိုရင်၆ထိတ်စည်းနဲ့၉ထိတ်စည်းတွေဒီနေရာကို၉ထိတ် အလဲလဲသုံးလုံးပေါင်းခြင်းကိုသုံးရလို့ဖြစ်မယ်ဆိုရင်၄ခါရှိတယ်၉ခါရှိတယ်အတွက်အခွန်ခါရှိတဲ့အတွက်၄ခါခွန်ခါရှိတဲ့အတွက်ကျွန်တော်တို့ကသုံးရဖြစ်ဖို့ဆိုလို့ရှိရင်၉ခါလို့တလုံးဖြစ်ရတယ်။နောက်ပိတ်သုံးလုံးပေါင်းခြင်းဒီခွန်လို့ဖြစ်ရမယ်ဆိုတော့မက်တက်ကြောင့်၆နောက်ပိတ်ရှိတယ်၈နောက်ပိတ်ရှိတယ်ဂျင်ညာကိုသုံးတလုံးဆိုပြီးတော့ထည့်ပြီးတော့မှတ်တော့ကွမှန်တော့ကွရရင်ယူမယ်မရရင်ပြေးရမှာပေါ့ဒါထုံးကြံပါနော်လောင်းကစားမှာရရင်ယူလိုက်မယ်မရရင်ပြေးရမှာပေါ့ထုံးကြံတိုင်းပဲလောင်းကစားရဲ့ထုံးကြံတိုင်းပဲ ဲ့တော့ဖရိုင်ကဒီလိုလေးစီးဆင်းလာတယ်စီကြောဖရိုင်ကဒီလိုလေးတဲပေးထားတယ်စီကြောတွေအကုန်ထည့်ပေးထားတယ်အဲ့ဒီဒိတ်စီအလဲနောက်ပိတ်ဆိုတော့၃ခုကိုပုံသေးဖြည့်တဲ့စနစ်ပြီးခဲ့တဲ့နှစ်မှာတော့ကနမူတစ်ချိန်ကစားပြထားတယ်ဒီစီကြောအနေနဲ့ဒိတ်စီ၃လုံးအလဲ၃လုံးနောက်ပိတ်၃လုံးကိုပေါင်းကျင်းပြီးတဲ့စနစ်နဲ့အခုဒီနှစ်မှာကျတော့ဒီနေရာဒီဖရိုင်ဒီစီကြောမှာဒိတ်စီကောင်၃လုံးပေါင်းကျင်း၄လဲတိုင်း၃လုံးပေါင်းကျင်း၃ညနောက်ပိတ်၃လုံးပေါင်းကျင်းခွန်းဆိုတဲ့မက်တက်နဲ့ဖြည့်တဲ့စနစ်ဒီနှစ်စာတွေကမွေးပြီ တုံးကျင်ရောက်တယ်အဲ့စနစ်ထက်ပြီးတကွက်တကွက်အများရန်ထည့်ထိုးသွားပါဆိုပေးထားတယ်စနစ်ပါစနစ်ပါအခုချိန်ဒီအဲ့439ဆိုတဲ့ဖြည့်စနစ်ကမလာခဲ့ပါဘူး။ဘာကြောင့်မလာတယ်လဲ။သူလာမယ့်အချိန်ရင်ဒီဒီဖရိတ်ဒီစီကျော်ဒီအုပ်စုပွက်ပြီးမှဒီလိုနေရာမျိုးရောက်မှလာရတဲ့ဖြစ်ဖြစ်တဲ့အတွက်ဒီအချိန်မှာတော့ခါတိုင်းကတစ်ချက်ဖို့ထိုးရင်နှစ်ချက်ဖို့တော့ထိုးဖို့သင့်တယ်ဆိုတော့မတက်မျိုးမလို့ public မိတ်ဆွေများလည်းကြိုက်နှစ်တက်တယ်ဆိုလို့ရှိရင်ပုံမှန်ရံအတွက်လက်ဆောင်ပြန်လည်းမျှဝေပေးတာဖြစ်ပါတယ်။ ဖိဆာမှုပါအမျိုးစားပိုင်းမှာကြိုက်နှစ်သမလိုက်ပြီးတော့၃မှာမကြိုက်ရင်မတော့ပါနဲ့အပိုင်ဆိုမရှိတော့ဘူးเนาะအဲ့တော့၉၉၃ဆိုတော့တကွတိသောကဏ္ဍကိုပြထိုးရတာเนาะစိတ်ဝင်သွားတယ်ဆိုလို့ရှိရင်ဒါကျွန်တော်မေးစင်ကြီးကြိုက်ရင်ဒီလိုစနစ်ဒီလိုပုံစံကိုကြိုက်တယ်ဒါမျိုးကိုပဲနှက်ကက်တယ်ဆိုလို့ရှိရင်အော်ထိုးလိုက်ပေါ့မကြိုက်ဘူးဆိုလို့ကြောသွားလိုက်ပေါ့เนาะတစ်ထောင်မှတစ်ခွက်ပါတဲ့ကံပေးမှရမှာကံပေးမှရမှာဒါတော့အမြဲတမ်းသတိရပဲပေါ့เนาะတက်လိုင်းကောင်းနေတယ်ရာဇင်းလူလည်းตายရနေတယ်ဆိုတော့ဒီ စနစ်တစ်ခုပေါ့နော်အဲ့စနစ်တစ်ခုကလည်းတော်တော်များများလေးစိတ်ဝင်စားပါတယ်တော်တော်များများလေးစိတ်ဝင်စားတဲ့အဲ့စနစ်တစ်ခုကအဲ့ဒီအတွက်ကျွန်တော်ရဲ့မိတ်ဆွေများလည်းတော့အဲ့ဒီစနစ်ကိုကျွန်တော်တို့လည်းစိတ်ဝင်စားကြည့်တယ်သို့တော်မကန်ခိုင်းနိုင်ဘူးဒီကြိမ်ကြမှာကျွန်တော်ရဲ့အဖွဲ့ဝင်တွေတော့မစပြီးတိုင်ခိုင်းတာပါနော်ဒါလေးတစ်ခုဆက်ပြီးတော့လက်ဆောင်အနေနဲ့ပြောပြပေးချင်ပါသေးတယ်ပေါ့နော်ဒါတွေကရှေ့မှာတင်ခဲ့တဲ့ဆရာကြီးအများကြီးရှိမှာပါเนาะအဲ့တော့ကျွန်တော်ရှေ့မှာတင်ခဲ့တဲ့ဆရာများအားလုံးမြေသူတော်ပုဂ္ဂိုလ်မဆို ကျွန်တော်အခုပြောတဲ့ idea ဒီကျွန်တော်ရဲ့ကိုယ်ပိုင် idea နဲ့ပဲကျွန်တော်ကြည့်ထားတာပါတို့တော့ဒီစာရွက်ပုံမှာဒီကိန်းကနန်းနေကိုအတူဖတ်ကြတာကြည့်ကြတာဖြစ်တဲ့အတွက်ဒီကောင်းဒီသွားပါလိမ့်မယ်တိုက်ဆိုင်မှုချီကောင်းရှိပါလိမ့်မယ်အဲ့လိုဖြစ်ခဲ့ရင်ကျွန်တော်ရှေ့မှာတင်ပေးခဲ့တဲ့ဆရာများအလုံးစုလေးစားစွာဖြင့်ခွန်တောင်းအပ်ခဲ့ပါတယ် credit ပေးပါတယ်ပေါ့နော်အဲ့တော့ငါးဆုံးတဲ့ခုနှစ်ငါးဆုံးတဲ့ခုနှစ်ကဆက်လာငါးဆုံးတဲ့ခုနှစ်မှာလေးထိပ်စီထိပ်စီတစ်လုံးပုံစီလေးထိပ်စီလေးထည့်တပွင့်ကြည့်ရအောင်လုံးပေါင်း၅လို့ရိုက်တယ်ပထမငါးဆုံးတဲ့ခုနှစ်85 85ပြီးတော့85ဆိုတဲ့စနစ်ကိုရောက်လာတယ်85ဆိုတဲ့ရောက်တဲ့အချိန်မှာလေးလေးပြီးတော့9ထိပ်9ထိပ်တပွင့်ကြည့်တယ်နောင်လုံးပေါင်း6ဆိုတဲ့မှတ်တာအောင်ပြီးတယ်အဲ့ဒါပြီးတော့နောက်ခါ85 85ပြီးတော့95ကိုရောက်လာ95ပြီးတော့4ထိပ်9ထိပ်ပြီးတော့6ထိပ်အလက်ကိုရပြီ6ထိပ်ဒီနဲ့နောင်လုံးပေါင်း9ဆိုတဲ့မှတ်တာနဲ့10ကွက်စနစ်မပြတ်မကွက်လိုက်အောင်နဲ့3ချိန်ရှိပြီ4ချိန်2005ခုနှစ်ကိုရောက်လေးထိပ်9ထိပ်6ထိပ်ပြီးတော့ဒီလက်ကျတော့ခွန်ထိပ်လို့ဖြစ်ပြီးခွန်ထိပ်ခွန်ထိပ်တပွင့်ကြည့်တယ်နောင်လုံးပေါင်း10ချိန်မပြတ်မကွက်အောင်ပြီးတယ်4ချိန်၄ချိန်ပြီးတော့၅ချိန်၂၀၁၅ရောက်ပြီ တော့၅ချိန်ကျတော့၄ထိပ်ကစားခဲ့တာ၄ထိပ်၅ထိပ်၆ထိပ်ခွန်ထိပ်ပြီးတော့ဒီမှာ၈ထိပ်လည်းရောက်ပြီ၈ထိပ်၈ထိပ်တပွင့်ကြည့်တဲ့နောက်လုံးပေါင်း၉နဲ့တစ်ချိန်အောင်ပြီလေ၅ချိန်တိတိဒီလိုအောင်ပြီးသွားတယ်အဲ၆ချိန်မြောက်ကိုအလှည့်ကိုရောက်ပြီဒီမှာ2025အဲ့တော့ပထမ၄ထိပ်၅ထိပ်၆ထိပ်ခွန်ထိပ်၈ထိပ်၉ထိပ်၄ထိပ်မှာ၄ထိပ်တပွင့်ကြည့်တဲ့နောက်လုံးပေါင်း၅၅ထိပ်မှာ၅ထိပ်တပွင့်ကြည့်တဲ့နောက်လုံးပေါင်း၆၆ထိပ်မှာ၆ထိပ်တပွင့်ကြည့်တဲ့နောက်လုံးပေါင်းခွန်ထိပ်မှာခွန်တက်တပွင့်ကြည့်တဲ့နောက်လုံးပေါင်း၈ ရှစ်ထိတ်မှာရှစ်ထိတ်တဲ့တပွင့်ကြီးတဲ့နောင်လုံးပေါင်းကိုကိုးထိတ်မှာကြာကိုးထိတ်တပွင့်ကြီးတဲ့နောင်လုံးပေါင်း30ဆိုတဲ့စနစ်နဲ့ဆက်ကွက်စနစ်အမြဲအမြဲတမ်းလိုက်ထိုးရမယ်စနစ်ပါ85 85 95 2005 2015 5ချိန်တည်တည်ဒီစနစ်ဒီပုံစံနဲ့အောင်ခဲ့ပြီးပြီ6ချိန်မြောက်ရောက်ပြီးကိုးထိတ်နောင်လုံးပေါင်း30နဲ့ဒီနေ့စမှာတချိန်ကျနိုင်တယ်ဆိုတဲ့စနစ်အော်ဒီစနစ်ကလူတိုင်းလည်းမြင်နေပါတယ်နော်ကြည်လည်းကြည့်ကြပါအစောပိုင်းနေတင်တာလည်းများများတွေ့ခဲ့ပြီပါတယ်ပေါ့နော် ကျွန်တော်ဒီစနစ်ကိုဘာကြောင့်မပြောခဲ့သေးသလဲပြောချိန်မတန်သေးလို့ကျွန်တော်မပြောခဲ့တာပါအခုဘာကြောင့်ပြောမလဲပြောချိန်တန်လို့ပြောမယ်ကိုတိတ်နောင်လုံးပေါင်း9နဲ့ဒီနေ့ထက်မှ set question တစ်ချိန်အောင်လို့ရှိတယ်အဲ့ဒါကိုကျွန်တော်ကဘယ်ချိန်ကြမှာဒီစနစ်မျိုးဒီအောင်နိုင်တယ်လို့သုံးသပ်ဆုံးဖြတ်ထားတဲ့အပိုင်းပေါ့နော်ဒါကိုအထောက်ပံ့ line ဖြစ်တဲ့ line နဲ့ကျွန်တော်ပြောမယ်ကလင်ဒါနှစ်ဦးမှာတဲ့အပူကြိုက်တာကျွန်တော်တို့ငါးကက်ရှိ85ခုနှစ်မှာ၈အပူလို့ရိုက်တယ်68ခုနှစ်မှာ9အပူလို့ရိုက်တယ် 2012ခုနှစ်မှာ၄ရှည်ဘူးလို့ရိုက်တယ်2020မှာခွန်ရှည်ဘူးလို့ရိုက်တယ်အခုကျွန်တော်2025မှာခွန်ရှည်ဘူးဆိုပြီးတစ်ခါထည့်တယ်ငါးခါရိုက်ထားတယ်ရှိအဲ့တော့ကလင်နာနှစ်ဦးမှာရှည်ဘူးလို့ရိုက်တာ ਨੇ သူ့ရဲ့နောက်ပိတ်ရှစ်တိတ်ရှစ်တိတ်ဒီမပြတ်မကွက်ဒီနေ့တော့လိုက်ပြန်ပြီးတော့ထွက်ပြီးရှည်ဘူးလို့ရိုက်တယ်အဲ့အချိန်မှာနောက်ပိတ်ပိတ်ကြတယ်ရှစ်တိတ်ဒီရှစ်တိတ်လို့မပြတ်မကွက်ထွက်ပြီးတော့အဲ့လိုထွက်ပြီးပြီးတာ ਨੇ တစ်ချိန်ထွက်ပြီးပြီးတာ ਨੇ နောက်တဲ့ရှစ်တိတ်ကြတဲ့ဘယ်နှချိန်ကြမယ်ဆိုတော့ အကြည့်အတိအကျပြောလို့မရဘူးတို့တော့နောက်ထပ်ပထမဆုံး၈ထိတ်လို့ဒီလိုတစ်ချိန်ကြပြီးတော့နောက်ထပ်၈ထိတ်တစ်ချိန်ကြတဲ့အချိန်ကမှ၈ထိတ်စီနောက်နှလုံးပေါင်း၁၀နဲ့ brace ဆိုတဲ့ကဏ္ဍတစ်ခုပြန်ပြီးတော့ရိုက်ပြီးတယ်၈ထိတ်တစ်ချိန်ကြပြီးမှနောက်ထပ်ကြတဲ့၈ထိတ်ဒီထဲကျမှဒီစနစ်ကိုထပ်ပြီးတော့အောင်ပေးတာပထမကဒုတိယကဒီမှာကိုးပူးလို့ရိုက်ခဲ့ပြီဒီမှာ၅နောက်ပိတ်လို့ရိုက်ခဲ့အဲ့ဒီ၅နောက်ပိတ်လို့ရိုက်တဲ့အတွက်ဒီနေ့ကျမှ၅ထိတ်တစ်ချိန်ကြကြပြီးရမယ် ်ငါးထိတ်ကြင်ကြပြီအဲ့ဒီငါးထိတ်ကြင်ကြအချိန်မှာဒီကတ်မှာဆိုရင်ပထမဆုံးငါးထိတ်ကြတဲ့အချိန်တည်းကငါးထိတ်နောက်နှုံးပေါင်းတဆင်နဲ့ပရိငါးကိုတန့်ရိုက်ကြတယ်သို့တော့ခုနကျွန်တော်ပြောတဲ့စနစ်ကိုအောင်းဖို့အတွက်ဒီစနစ်ပထမဆုံးအချိန်ဘလို့ပဲကြက်ကြက်ကြက်နောက်တစ်ချိန်ထပ်ကိုပြေးကိုပြေးဒီမှာထပ်ပြေးတဲ့ငါးထိတ်စီနောက်နှလုံးပေါင်းချင်းတဆင်နဲ့ပရိငါးဆိုတဲ့ကနန်တကွက်ပထမဆုံးငါးထိတ်စီကိုကြက်ပြီးမှနောက်ထပ်ငါးထိတ်ဘယ်နှချိန်ကြမယ်မသိဘူးငါးထိတ်တစ်ချိန်ချိန်မှာဒီစနစ်ကလိုက်အောင်းတာနှစ်ကပ်ပြီးတော့သုံးကပ်ဒီမှာရှေ့ဘူးလေးဘူးလို့ရိုက်ပြီးငါးနောက်ပိန်လို့ရိုက်ပြီး အဲ့ဒီငါးနောက်ပဲကြောက်ငါးရည်သီတစ်ချိန်ကြပြရမယ်ပထမဆုံးကြပြီးသွားပြီကြပြီးသွားပြီဆိုနောက်ထပ်ငါးရည်သီဒီမှာလည်းကြတာရှိတယ်ငါးရည်သီဘယ်နှချိန်ကြမယ်ဆိုတာဘယ်နောက်ထပ်ကြမယ်ဆိုတာမပြောတော့ဗမ်းမဲ့တစ်ချိန်သီငါးရည်သီနောက်လုံးပေါင်း30နဲ့ပရိငါးဆိုစနစ်ပါကောပေါအောင်ရိုက်ပြီးတယ်ပုံကြတီလောင်ခဲ့လေကမြောက်ဒီမှာရှေ့ဘူးခွန်ဘူးလို့ရိုက်ပြီးဒီမှာ၄နောက်ပဲဒါကြောင့်၄ထိပ်စီတစ်ချိန်အရင်ဆုံးကြပြရမယ်ပထမဆုံး၄ထိပ်တစ်ချိန်အရင်ဆုံးကြကိုကြပြရအဲ့လိုကြပြီးမှနောက်ထပ်၄ထိပ်တစ်ချိန်ချင်းမှာ လေးတိတ်စီနောက်လုံးပေါင်း30ဆိုကစားကွက်နဲ့လိုက်ပြီးတော့အောက်ပြကြ။ကဲဒီစနစ်အခုကစားကိုအချိန်ရောက်ပြီ။ချိန်တန်ပြီပေါ့နော်။ဒီစနစ်ဒီကစားကျင်လို့ဆိုကစားလို့ရပြီ။ချိန်တန်ပြီပေါ့။ရှင်းလုံးပေါင်းရှင်းဘူးခွန်ဘူးလို့ရိုက်ခဲ့ပြီ။အဲ့ဒီခွန်ဘူးကြောင့်ဒီကိုနောက်ပိတ်ဒီစနစ်ကိုကျွန်တော်ဘာကြောင့်မပြောသလဲကိုထိတ်မကြခဲ့ရလို့မပြောတာ။ရှင်းဘူးလို့ရိုက်ပြီးဟိုက်ကိုနောက်ပိတ်ကြောင့်ကိုထိတ်ကကြလာပြီ။ပြီးခဲ့တဲ့ပွဲမှာကိုယ်ထည့်အရင်ကြပြအောင်မှာတစ်ချိန်ရှပြသွားပြီအဲ့လိုကြပြသွားပြီဆိုလို့ချင်းဟိုက်ကျန်တဲ့6ချိန်အတွင်းမှာ ကိုထိတ်စီနောက်လုံးပေါင်း30ဆိုရယ်စနစ်ဒီကိုထိတ်တကြိမ်ဆိုတာကိုအရင်ဆုံးကြပြီးမှကိုဒီစနစ်ကလိုက်ဖို့လိုက်ပြီးကစားဖို့သင်တယ်ကစားခွက်ဒါကျွန်တော်ရအမြင်ကိုသုံးသပ်ပြရနော်အဲ့တော့ကျွန်တော်တို့ဘယ်တော့မှလည်းမပြောခဲ့ဘူးကစားလည်းမကစားခဲ့ဘူးအခုကစားဖို့အချိန်ကြပြီသင်ပြီးတန်ပြီးဒီတော့ကြောင့်ကျွန်တော်ရ public message များလည်းကြိုက်ရင်ဒီ၆ကြိမ်တည်းမှာလိုက်ပြီးကစားဖို့ဒါလေးကိုအမှတ်တရအနေနဲ့ကျွန်တော်ရအပြင်းမြင်ပိုင်းကိုရှင်းပြလိုက်ပါတယ်ဒီစနစ်ဒီကဆိုင်တော်များလည်းသုံးနေကြကြတဲ့တရားတရားမတူကြဘူးတွေးပုံခေါ်ပုံချင်း ဒါပေမဲ့ကျွန်တော်ရဲ့အတွေးခွန်မှာတော့ကျွန်တော်မကစားခဲ့ဘူး။ဘာကြောင့်လဲ?ပုံသေးလိုက်ပြီးမကစားခဲ့ဘူး။ဘာကြောင့်လဲ?ကိုထိတ်ဆိုတာမကြတာလေးလို့အခုတော့ညှော်ရတဲ့ကိုထိတ်ကြပြီးသွားပြီတကြိမ်။အဲ့လိုကြပြီးသွားတဲ့အတွက်ဒီကျန်တဲ့6ချိန်မဲကျန်တော့ဒီစနစ်အောင်မယ်စင်အောင်လို့ရပြီ။လာလို့ရပြီ။ဒီချိန်မျိုးမှာပဲဒီစနစ်ဒီအောင်လို့ရမယ်။လာလို့ရမယ်။ဒါကျွန်တော်ဖန်ထားတယ်။ကျွန်တော်ဖန်ထားတဲ့အမြင်ကိုရှင်းပြရတာနော်။အဲ့တော့နှစ်လိုက်ငါးဆွန်းတဲ့ခုနှစ်ကလာတာကတကြောင်ကလင်နာမှာ ဥက္ကနာမှာပေါ့နော်နှစ်ဥမင်္ဂလာကနာရှေ့ဘူးရိုက်တာငါးကပ်ပဲရှိတယ်ငါးကပ်မှာရှေ့လေးကပ်ဒီအဲ့စနစ်တဲ့အဲ့ပုံစံတိုင်းအောင်တာအဲ့ပုံစံတိုင်းအောင်ခဲ့တာဒီမှာကျွန်တော်တို့ငါးကျင်မြောက်ကိုရောက်ပြီးဒီမှာခွန်ရှေ့ဘူးရိုက်ပြီးကိုးနောက်ပိတ်လို့ရိုက်ခဲ့တာအဲ့ဒီကိုးနောက်ပိတ်ကြောင့်ဒီနေ့တည်းမှာကိုးတိတ်စီပိုင်နဲ့ဘရိတ်ကိုးတစ်ခွက်လိုက်ကိုလိုက်ရမှာကိုးတိတ်စီပိုင်နဲ့ဘရိတ်ကိုးတစ်ခွက်လိုက်ဖို့ကပထမဆုံးကိုးတိတ်စီတစ်ကျင်းအရင်ကြကိုပိတ်ပြအောင်အဲ့ဒါကြပြီးမှသာရင်အဲ့စနစ်ကိုလိုက်ထုတ်ရမှာဒါကျွန်တော်ရဆုံးဖြတ်ချက်အဲ့တော့အခု ခုချိန်ဒီလဲကိုးတိတ်စီပိုင်းနဲ့ပြိကုလို့ကြမလာသေးဘူးပထမဆုံးသတ်ထွက်ရမယ်ကိုးတိတ်ကလည်းထွက်သွားပြီအဲ့ဒီအတွက်ဒီကျင်းဆက်ပြီးတော့ဒီစနစ်ကိုခြိုက်တယ်ဆိုရင်လိုက်လို့ရပြီပေါ့နော်ကျွန်တော်ရမမအဖော့ဝင်နေတော့တေချာရှင်းပြထားပြီလားတေချာရှင်းပြထားပြီလားကိုးတိတ်စီနောက်လုံးပေါင်း30နဲ့ပြိကုဆက်ွက်6ချောင်းမဲကျန်တော့တိုက်တယ်လို့ကဒီစနစ်ကိုအောင်မဲ့လို့ယူဆရင်ဒီကျင်းဆက်ပြီးလိုက်ဖို့သိပြီဒါကျွန်တော်ရဆုံးပြတ်ချက်ပြောတာနော်ရှေ့မှာကြမရဘူးကျွန်တော်ရဆုံးပြတ်ချက်ဒါကျွန်တော်ပြောခဲ့တယ်ကျွန်တော်ရဆုံးပြတ်ချက်နော်အဲ့တော့အခုချိန်ဒီ ကိုဒေသီမလာခဲ့လို့ကြမရဘူးလို့ပြောခဲ့တာကိုဒေသီစကြတာနဲ့အိုက်စနစ်နဲ့ကြမရဘူးကျွန်တော်ပြောခဲ့တယ်ကျွန်တော်အဖွဲ့ဝင်နေနော်ဒါပေမဲ့ကိုဒေသီတစ်ချိန်ကြပြီးနဲ့လိုက်လို့ရပြီဒီစနစ်ကိုဒါကိုရှင်းပြခဲ့ကိုဒေသီတစ်ချိန်ဝင်ပြီးသွားပြီအဲ့ဒီအတွက်လိုက်မစင်လိုက်လို့ရတယ်တကယ်ကျွန်တော်တို့ဖမ်းကစားမယ့်အချိန်လေဖမ်းထားတယ်အဲ့လိုအချိန်ရောက်ရင်တော့တဲ့တကွတဲ့ဒီစနစ်ကကျွန်တော်တို့ကစားလို့ရတဲ့စနစ်မျိုးဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်စိတ်ဝင်စားရစမှာသုံးပါဒါတွေကတော်တော်များများလဲဆရာတွေပေါ့နော်ကျွန်တော်တို့ ူးကျူးမှာတွေ့ရတာများတယ်ပေါ့နော်အဓိကအပြင်တော့ကျွန်တော်သိစားတဲ့ဆရာတယောက်တင်ထားရလေးတွေ့တော့လက်ရှိချိန်ထိလက်ရှိချိန်ထိမှန်ကန်နေစေဒီစနစ်တွေကိုလိုက်ပြီးတော့နောက်ကထပ်ပြီးတော့ပုံလူလိုက်ကြစားတာပေါ့နော်ပုံလူလိုက်ပြီးတော့တွေးတာပေါ့အဲ့တော့အဲ့စနစ်တွေတိုင်းပဲတွေးပြတာဖြစ်တဲ့အတွေးတက်တက်ပါနော်စိတ်ကူးတက်တက်ပါစိတ်ကူးတက်တက်ပါ